ပြည်သူတွေကအားကိုးလုံးလုံးကိုမျက်ခံလိုက်ရတဲ့အင်ရှိစံစက်ကြမင်းသားလေးကဝိဇ္ဇာအဖြစ်ပြန်ပေါ်လာပါတယ်။ဒီမင်းသားကိုစက်ကြမင်းလောင်းလေးဆိုပြီးတော့ပြည်သူတွေကအားကိုးနေကြတာပါ။ဒါပေမဲ့ဒါတွေကြောင့်ပဲဘယင်ကသူ့ကိုကိုမျက်ခဲ့ပါတယ်။ကိုမျက်ခဲ့ပေမဲ့မင်းသားလေးကဝိဇ္ဇာတစ်ပါးအနေနဲ့ပြန်ပေါ်ခဲ့ရပါ။အခုပြောနေရကတော့ညောင်ရဲမင်းသားစက်ကြမင်းသားဘိုးတော်အေးဆိုပြီးတော့ထင်ရှားတဲ့အင်ရှိစံတစ်ပါးရဲ့ဘဝအကြောင်းပါ။ 1822ခုနှစ်မှာဗာဇီတော်စကိုင်းမင်းနဲ့မိဖုရားဆင်ဖြူရှင်မေရူကနေမောင်ဖေခင်ဆိုတဲ့ကလေးကိုမွေးခဲ့ပါတယ်။သူ့ကိုမမွေးခင်၈လကျော်၉လလုံးငလင်တွေလှုပ်ခဲ့တယ်လို့နန္ဒဝံဦးရင်ကတစ်ပင်တွေက ရေပန်းလိုရေတွေထွက်ဗဟုစီနဲ့ခေါင်းလောင်းတွေအလိုလိုမြည်ဟီးထီးဖြူတော်တွေအလိုလိုပွင့်ခဲ့ရပါဒီတော့အစင်ဖြူတော်ကလည်းအရှိအယက်ကိုလှည့်ပြီးသုံးချိန်တိုင်တိုင်အတန်ပြုတ်ခဲ့ပါသေးရဲ့ ပိုအန်အိုးဘုကောင်တာကမွေးပြီးတနာရီအတွင်းမှာပဲဖွားဘတ်တော်ခုနှစ်ဦးရခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအထဲမှာရွှေလရောင်ဆိုတဲ့မြင်းဖြူလေးတကောင်လေးပါပါသေးရဲ့။မင်းသားလေးကအသက်14နှစ်မှာပဲအင်ရှိဆန်ဖြစ်ခဲ့ရပါ။ငယ်ငယ်ကလေးကတရားဓမ္မနဲ့နေထိုင်ပြီးတော့ယောသားအေဂျင့်နဲ့မင်းသားတပားလိုလေလူတည်များခဲ့ပါတယ်။ဒါပေမဲ့နန်းတွင်အရေးတွေကမင်းသားလေးကိုမျက်နှာသာမပေးခဲ့ပါဘူး။1838ခုနှစ်မှာပဲဘာတွေးတော်ဖြစ်တဲ့တာယာဝတီမင်းရဲ့အမိန်နဲ့ရေချကွတ်မြတ်ခံခဲ့ရတာပါ။ မင်းသားလေးကိုမလုံမောင်းထားတဲ့သူတွေဂုံးချောတဲ့သူတွေရဲ့လက်ချက်ပါပဲ။ဘာဖြစ်လို့လဲဆိုရင်တတိုင်းပြည်လုံးကမင်းသားလေးကိုစက်ကြာမင်းလောင်းဆိုပြီးတော့အမွန်တင်ထားတာပါ။အဲဒါကြောင့်ဘော်ရီတော်တာယောင်ရီမင်းကနန်းလူမာဆိုလို့အရင်ကွမျက်ပြခဲ့တာဖြစ်ပါတယ်။မင်းသားလေးကိုတော့ရွှေချက်ရက်ဖះအနီးမှာဂတိပါအိတ်နဲ့ဆွပြီးရေချကွမြက်ခဲ့ရပါမင်းသားလေးကိုရေမချခင်တုန်းကကြဲရီကျွေတိမ်တကွန်တွေထွက်အုတ်ကာပြန့်တွေကိုပါမြင်လိုက်ရပါတယ်နောက်ပြီးတော့ အေယော်ရီမြင့်ရီတွေကလည်းအချိန်ကာမဟုတ်ပဲအထက်ကိုစံတက်ခဲ့ရပါမင်းသားလေးမြလေကိုရောက်သွားတော့လေငလင်တွေလုံးလေးကြီးမိုးကြီးကြပြီးတော့ဘကွက်သားတွေလည်းတယောက်ကိုတယောက်မမြင်နိုင်တဲ့အထိဖြစ်သွားပါတယ်။အဲဒါကြောင့်ဘကွက်သားတွေလည်းမင်းသားလေးကိုရေထဲပြစ်ချပြီးကမ်းဘက်ကိုပြန်လာခဲ့ကြတာပါ။ကမ်းဘက်ကိုရောက်ချိန်မှာတော့ရာသီဥတုပြန်ပြီးကြည်လင်သွားပါတယ်။ဒီအချိန်မှာပဲဖွားဘက်တော်ရွှေလိုက်အောင်မြင်းဖြူကြီးလည်းပျောက်ချင်းမလပျောက်သွားခဲ့ရပါဘူး။ အရင်ချိန်မှာမြစ်တစ်ဖက်ကန်းကနေအလင်းတန်းကြီးကျလာပြီးပြန်ပြောက်သွားခဲ့ပါတယ်။ဒီဘက်ကန်းကလှမ်းကြည့်နေတဲ့သူတချို့ကအလင်းရောင်တွေတဲကမြင်းစီးပြီးထွက်သွားတဲ့လူတယောက်ကိုတွေ့လိုက်ရတာပေါ့။နောက်ပြီးအဲ့ဒီတုန်းကရေတွင်းရေကန်တွေအလုံးသွေးရောင်ပြောင်းသွားတာတွေလည်းဖြစ်ခဲ့ပါတယ်။မင်းသားလေးကိုရေချကွတ်မြတ်ပြီးအချိန်မှာအစီကံဖြစ်သူမြင်းကန်တော်မောင်ညိုကညသိန်းတန်ဖျားမောင်ခုနှစ်ရက်ဥပုသ်ဆောက်ပြီးတော့မင်းသားလေးကိုရည်စူးကကုသိုလ်တွေလုပ်နေခဲ့ပါတယ်။ ဒီအချိန်မှာပဲစကြမင်းသားဟာရွှေလောင်ရောင်ကိုစီပြီးရောက်လာပါတယ်။ပြီးတော့သူမသေးကြောင်းဘိုးတော်တပါးကသူ့ကိုရာဇိတာတောင်တန်းကိုခေါ်သွားကြောင်းပြောခဲ့ပါတယ်။မင်းသားလေးပြန်သွားတော့အမောင်ညိုလဲဝမ်းသာအာရနဲ့ဒီအကြောင်းကိုပြောမိပါတယ်။ ဒီအချိန်မှာပဲတာယောင်ရီမင်းကမောင်ညိုကိုပါထက်ပြီးကိုမြတ်ခဲ့ရပါအဲဒီနောက်ပိုင်းနန်းတွင်ရေးရာတွေရှုပ်ထွေးလာရင်စကြမင်းသားပေါ်လာပြီးတိုင်းပြည်ကိုစိုးစံလိမ့်မယ်ဆိုပြီးတော့ယုံကြည်မှုတွေရှိခဲ့ပါတယ်တချို့ကလည်းမင်းသားလေးကထွက်ရက်ပေါက်လမ်းစဉ်ကိုရောက်သွားပြီးလွတ်ဆွပါတယ်တချို့ပါဇက်ရာဇဝင်တွေအကြတော့မင်းသားလေးကဘိုးမင်းကောင်ရဲ့ဘဝဟောင်းပုံရိပ်လို့ယုံကြည်နေကြဆဲဖြစ်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။